ဒါဆိုရင်ကျွန်တော်တို့ဒီမှာ video running quiet ကိုလည်းပဲဒီလိုလေးသုံးပြင်လေးကိုညင်ညင်ညာညာလေးဒီမှာကြာတော့လေးသုံးပြင်စလုံးကိုညင်ညင်ညာညာလေးပတ်မယ်ညင်ညာညာလေးပတ်ထည့်သွားမယ်ညင်ညာညာလေးအာဒီပါရဲ့ကျွန်တော်ကဒီပုံနေတဲ့ပုံနေတဲ့အဖျားကျိုးလေးကိုကျွန်တော်နည်းနည်းလေးဖြန်းလိုက်မယ်ပြီးတော့မှဒီမှာ short ထွက်နေတဲ့ဟာကိုကျွန်တော်တို့က layer လေးနဲ့ပြန်ပြီးတော့လောက်ချတော့မယ်ပေါ့နော် โอเคပြီးရင်ကျွန်တော်ကဒါလေးကိုဒီလိုလေး white ပြီးရင်ဒီဘက်ကထွင်မယ်ပေါ့နော်โอเคပြီးရင်နောက်တစ်ချောင်းတွင်ကျွန်တော်ပြန်လုပ်မယ်ဆောက်တဲ့ပြန်လုပ်မယ်ဒီတော့ဒီမှာဒီကျိုးလေးတွေကိုညင်ညင်ညာညာလေးတိတ်ချလေးနဲ့နဲ့ကြည့်မယ်ပေါ့နော်음음 ညီညာလေးဖြစ်အောင်ကျွန်တော်ပြန်လက်ထည့်သွားမယ်โอเคဒီကောင်ကိုပုံရတဲ့နေရာကိုကျွန်တော်ဖြတ်မယ်ဟုတ်ဒီမှာ short tail လေးဖြစ်နေတာကိုဘလရာလေးနဲ့ကျွန်တော်ကပြန်ချက်သွားအောင်ပြီးလုပ်လိုက်တယ်အဲ့တော့ဒီကောင်အောင်နေနေဆုပ်ပြီးဒီကပေါ့ပါတော့ဒါကိုကျွန်တော်တို့ခက်ဆုံမယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်ကဒီမှာခန်းစော်တဲ့အခါမှာကျွန်တော်တို့ကဒီမှာဟိုပါပေါ့ကျွန်တော်ဆရာပြောသလိုပဲထင်းစုစီလေးကိုအတုပ်ပြုတယ်ပေါ့နော်ဒါလေးနဲ့အတုပ်ပြုတယ်ဒီကားကကြတော့ဟိုဟာစော်ပြီးွားလို့ရှိရင်ဒီဒီအစီလေးတွေဒီမှာပေးဒီဒီအစီလေးတွေဒီမှာပေးနေတဲ့ဟာကိုကျွန်တော်ကအဝတ်မှာ ်တင်တာဖြစ်ဖြစ်ဓာတ်စီဖြစ်ဖြစ်ဆော့ပြီးလို့ရှိရင်ပြတ်တုတ်ပြေးရပါတယ်ဒါပေမဲ့လည်းလောက်ကတော့မကောက်ကွယ်နိုင်ဘူးခင်ဗျာတခါတလေကျွန်တော်တို့ခဲဆော်လာလို့ရှိရင်ဒီစီကဒီမီဂျိုးထဲဝင်ရင်ဝင်မယ်ဒီပိုက်လောက်ရှိကိုလာရင်လာမယ်ပေါ့အဲ့လိုမျိုးဆိုရင်ကျွန်တော်တုတ်ပြေးရတာအနေငယ်ခက်ခဲပေါ့နော်ဒါပေမဲ့သူကအလုပ်ငန်းပြန်တုတ်လိုက်တဲ့အခါမှာပူပြီးလို့ရှိရင်ဒီအစီတွေကပြန်ထွက်လာပြီးလို့ရှိရင်ကျွန်တော်တို့ဒီအခက်မသိရင်ဝါရကိုပြန်ပြီးတော့လက်ကိုက်ဖောက်ပြီးလို့ရှိရင်တန်းစော့ကြတဲ့ပုံစံပေါ်ညာဒီနေရာလေးတွေ ေါက်သွားတတ်ပြီတော့ဗောနော်အဲ့လိုမျိုးတွေတော့ဖြစ်တတ်တယ်ဒီနေ့တော့ဒါလေးကတော့မတုတ်တဲ့တော့ဘူးဒါပေမဲ့ကျွန်တော်တို့ကဒီဒီကတထည့်ကအရင်တုန်းကဟိုဟာလုံးရမယ်တကြီးရွယ်ဦးဆိုတော့တလူခဲတလူဟာအယူဆပိုကောင်းတယ်လို့တလူကရှင်နေဗောနော်အဓိကကျတော့ဒီ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 ခဲကိုဒီ short နေတဲ့ခဲကိုချွေတာတာပဲဖြစ်ဒီကောင်ကျတော့ကျတော်ကဒီတဝဲလို့ရှိရင်တခါဝဲပြီးလို့ရှိရင် အကြာကြီးတုပ်ရတယ်ပေါ့နော်ကျွန်တော်ဒီခဲခွေတွေဟိုမှာအတွင်းမှာလိုအပ်တလောက်ပါပြီးသားတွေအားကြတော့ခဲခွေတစ်ခွေကိုသူကတရားစင်စယ်တော့အပင်တွေကလည်းသေးတယ်ကျွန်တော်တို့ကဒီလိုမျိုးတအားဆော်ပြေးလိုက်လို့ဆိုကုံမြန်တယ်ပေါ့သူကဇယိတ်စကားဘာညာပေါ့နော်တကယ်တမ်းကျတော့ဒီစီဟောင်းအုံနောက်တွေရဲ့ဒီမိခဲလူငယ်တွေရဲ့အုံနောက်တွေနဲ့ကျွန်တော်တို့အပြည့်ပြောတာတော့မဟုတ်ပါဘူးနော်။ကွာခြားတဲ့အနေထားလေးကိုကျွန်တော်ကပြောပြတာပေါ့နော်။ဒါမတုံ့တင်းတဲ့ဟာတွေပေါ့နော်။ အဲတို့ကျွန်တော်တို့တော့ရှင်းပြတယ်ဗျာဒါပေမဲ့မရဘူး။ဟိုဘက်ကကျွန်တော်ညီကိုလေးတွေကကြာတို့ကတခါကလေးဆော်လို့ရှိရင်ဒီလိုမျိုးခဲနဲ့မဆော်ပဲနဲ့ဂေဟေပေါ့နော်။အဲဂင်းနဲ့ဆော်တတ်ကြတယ်။ဒါတို့ကအလုံးနဲ့ဟိုကပြည့်လို့ရှိရင်တို့လည်းအဲ့ဒါလေးစိုးရိမ်လို့ပေါ့နော်။ကျွန်တော်လည်းပဲဒီခဲနဲ့ပဲဆော်လိုက်မယ်ပေါ့။တို့ကကြာတော့အဲ့ဒါအကွဲလေးတွေတီးလို့တို့လည်းပဲဟိုကဂေဟေလေးနဲ့ဆော်ကြတယ်။ဂင်းနဲ့ပေါ့နော်။ โอเคဒီမှာကျွန်တော်တို့ရသွားပါပြီเนาะဒါလောက်ဆိုရပြီအဲပြီးွားရင်ကျွန်တော်အစောနာပြောသလိုပဲဒီကောင်လေးကိုကျွန်တော်ဒီမှာတက်စီဘူးလေးဆောင်ထားတယ်တက်စီဘူးလေးဆောင်ထားတယ်ပြီးွားလို့ရှိရင်ဒီမှာအဝတ်ဒါလေးဆောင်ထားတယ်ပေါ့ဒါအောင်ကျွန်တော်ကအဝတ်မှာကျွန်တော်တို့ဒီတက်စီကိုလောက်ချလိုက်မယ်ပေါ့เนาะအဝတ်ဆော့လိုက်တယ်ပြီးွားရင်ကျွန်တော်တို့အဲ့ဒီစောနာဆော့ထားတဲ့နေရာလေးတွေကိုကျွန်တော်ဒီအစီလေးတွေကုတ်အောင်အတတ်နိုင်ဆုံးတော့တုတ်ပြည့်တယ်ပေါ့เนาะ မှာဓာတ်ဆီလေးတွေစီးတယ်ဒီစီးနေတဲ့ဓာတ်ဆီလေးနဲ့ပဲကျွန်တော်ကဟုတ်ကဲ့ဒါပေမဲ့လည်းပဲလောက်ရတော့ဟိုတည်းမဖြည့်ဘူးနော်တန်းနိုင်ဆုံးတော့ကောက်ွယ်ပြင်လိုက်ပါတယ်ခင်ဗျာနော်လူအိုက်ရင်ကျွန်တော်တို့ထိုက်ယူမယ်ဆွဲရီပေါ်တယ်အဲ့မှာကျွန်တော်တို့တုတ်ပြစ်တယ် တနိုင်ဆုံးတော့ကျွန်တော်ဒီမှာခဲအဖြူရောင်လေးဖြစ်တဲ့ဒီပေါ့နော်နည်းနည်းလေးတုပ်လိုက်တယ်โอเคဒီခဏဆောင်ပဲဒီဓာတ်စီအငွေ့လေးပြန်သွားအောင်ခဏဆောင်ပြီးလို့ရှိရကျွန်တော်တို့ကဒီမှာတခါကျွန်တော်တို့စကူတိတ်လေးနဲ့ပေါ့နော်ကျွန်တော်ဒီစကူတိတ်လေးနဲ့ဆွဲပြီးလို့ရှိရကျွန်တော်ဒီခါလေးကိုစကူတိတ်နဲ့ပတ်မယ်ပေါ့နော်အဒီ original တွေမှာကြာတော့သူက plastic sticker စကွက်ချင်းနဲ့ ပတ်တယ်ပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့ကအများအပြားဒီစကူတိတ်နဲ့ပတ်တယ်ဒီစကူတိတ်ကကျတော့ပန်လို့နည်းနည်းလေးဟိုကဖြစ်လို့ဆိုဒီမျိုးထူလာတယ်ပေါ့အဲဒီမှာကျတော့ squat test ဆိုတဲ့ဒီလိုမျိုးစက်ရောင်လေးအဲ့အဖြူရောင်အကျဉ်းရောင်လေးဒါကကျတော့ plastic ဒီကကျတော့ပါတယ်ပပါလေးရမယ်အဲ့ဒီလိုလေးပန့်လိုက်တယ်ပေါ့နော်ဒါနမူနာလေးလောက်ပြရတာပါခင်ဗျာနော် ဒီကအခုဒါကျွန်တော်တပြန်နော်ဒါနောက်ထပ်တပြန်နောက်ထပ်တပြန်ဒါအနေထားကိုကြည့်လိုက်မယ်ဆိုရင်ဒီကနဲ့ဒီကဒီကပို့ထူးတယ်ဒီမှာအဲ့လိုမျိုးတော့ကွာတယ်ပေါ့နော်ဒီမှာကျွန်တော်အထူးကိုကျွန်တော်ပတ်ပြမယ်ဒီမှာချော့တင်းတွေစီလာစမ်းကြည့်တယ်ပေါ့နော်ဒါစကော့တေးလေးကကြတော့ပါတယ်သူကပါတယ်ပပလေးရမယ်ဒါနှစ်ပြန်ပန့်လိုက်ပပလေးရမယ် နော်ဟိုပတ်ထက်လာစစ်စစ်လေးဒါတပြန်နောက်ထပ်တပြန်နောက်ထပ်တပြန်ဒါနှစ်ပြန်ဆိုရင်ရပြီပေါ့နော်ဆွဲပြန်လိုက်ဒါဆိုရင်ဒီနှစ်ခုကိုဆင်ကြည့်မယ်ဆိုရင် तू ကပို့ထူသွားတယ်ပေါ့နော်စက်ကူတက်ရအဲ့လိုလေးနမူနာလေးလောက်ပြတာပါ ီမှာကျွန်တော်ဒီမှာစကူတိုက်နေတပြန်ဟောเนาะဒါတပြန်ဒီမှာအထူပါကွာတယ်လေဒါကြောင့်မို့လို့ဒီဘက်ကိုတပြန်ဆိုရင်ဒါနှစ်ပြန်ရသွားပြီဒါโอเคအထူပါအနယ်လေးကွာသွားတယ်ဒါပါပဲတကယ်ဆိုရင်ကျွန်တော်တို့ကဒီမှာအာစကော့တဲလေးနဲ့စကူတဲလေးနဲ့ပတ်ပြီးသွားရကျွန်တော်တို့ဒီမှာဒီကောင်ဟိုဒီဘက်ကထွက်မယ်โอเค ဒါ star coin ပေါ့နော်ဒီဘက်ကစားကိုတော့ဟိုဘက်ပါဖို့ဖြစ်မယ်တခါတည်းထုတ်လိုက်ပါမယ်နော်ပြီးရင်ကျွန်တော်တို့ကဒီမှာစင်ရလေးကိုနည်းနည်းလေးကြီးလိုက်တယ်ပေါ့အဲအစင်ပြေသွားပြီဆိုရင်ဟိုဘက်ကိုလည်းမရောက်စေနဲ့ဒီလိုမျိုးစင်းနေအဲ့လိုမျိုးဒီကောင်ကိုကျတော့အနောက်သွားလို့ရတယ်ဒီစိတ်ရနှစ်ခုကိုကျွန်တော်မထဘူးဒီလိုတို့တို့နည်းနည်းလေးခွာလိုက်အစီတို့နောက်ဆုံး Okay ဒါကျွန်တော်တို့ပိုင်လုပ်လေးကိုတိုင်းဒီနေရာလေးကိုရအောင်တိုင်းအဝတိရအောင်တိုင်းပေါ့နော် ပြီးအပေါ်နေဘောနေကျွန်တော်တို့ထုတ်ထည့်လိုက်မယ်ရပြီဆိုရင်ကျွန်တော်ဒီမှာချက်မယ်ရဟာသွားမယ်ပြီးရင်ဒီနေရာအဆင့်ရလေးကိုကျွန်တော်ကနည်းနည်းလေးထိုက်ထိုက်သိသိကောက်ွယ်မယ်နှစ်ခုမထန့်စီနေပေါ့နော်ဘူးနဲ့ထပောက်တတ်တယ်ဘာညာပေါ့ဗျာဒီလိုပဲပြောတာပဲကောက်ွယ်တဲ့အနေနဲ့အီယာဝါပေါ့ဗျာဒီဒီမှာတစ်ခုကောက်လည်းပဲကျွန်တော်ဒီလိုလေးတိုင်းပြန်မယ်ထုတ်ထည့်မယ် ူဂျူသားလည်းမူဂျူအရှင်းလောက်ပဲရောင်းမယ်ပေါ့ဗျာဒီဒီကောင်ကိုကျွန်တော်ဒီဘက်မှာလက်ထဲမှာအဲဒါမှဆိုကျွန်တော်တို့ကြစ်ချေခံပုံစံပြစ်သွားတယ်ပေါ့နော်ရောင်းဤပေါ့ဗျာဒီကောင်လည်းနည်းနည်းအနာဆုံးမယ်ဆေးရလေးနှစ်ခုမတန်းအောင်ထားမယ်ပိုင်လုံးလေးနည်းနည်းကုပ်သွားပါဘူးအော်ဒီမှာရှိပါတယ်ဒါလေးနဲ့ထုတ်တယ်မယ်။နေရတော့မလောက်ဘူးဗျာနော်။နေရတော့မလောက်ပါဘူး။ရစီ၃ရောက်တော့လိုတယ်ဗျာ။ ချင်းโอเคပြီးရင်ကျွန်တော်ဒီဘက်ပေါင်းကိုထည့်တယ်တခါတည်းထုတ်လိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာဆေးရလေးကိုကွက်ကွက်ချာချာလေးထားလိုက်မှာโอเคဒါဆိုရင်ကျွန်တော်ရပြီဆိုရင်တော့ကျွန်တော်ကအနောက်ကြောကဟာကိုနည်းနည်းလေးပြန်ကလိမယ်ပေါ့နော်တအားကြီးကန့်နေတာမျိုးဘာမျိုးမဖြစ်စေချင်တော့နည်းနည်းလေးကလိလိုက်နောက်တစ်ချက်ကကျွန်တော်တို့ဒါဝါယာကျိုးကိုအပေါ်မှာတင်ပြထားတယ်ဗျနော် ကျွန်တော်ဆိုရင်ကျွန်တော်ကဒီကောင်ကိုအောက်ကိုပို့လိုက်ပါတယ်ခင်ဗျာနော်ကျွန်တော်လုတ်ပြပါမယ်ဒီဝါယာကိုကျွန်တော်ဒီလိုလေးလုတ်ပြီးလို့ရှင်အောက်ပချားကိုပို့ထားလိုက်ဒါဆိုရင်ဒီအပေါ်မှာဝါယာကျိုးမြင်မမြင်ရမမြင်ရတော့ဘောနော်ဒါလည်းအနောက်တွားရတွားလိုက်ဒါလည်းပဲကျွန်တော်အောက်ကိုချမယ်အောက်မှာချတာဟွန်း ဒါဆိုရင်အပေါ်မှာဒီပိုက်လုံးလေးတွေမမြင်ရတော့ဘူး။ဟောကျွန်တော်တို့โอเคโอเคอืมยายดาကျွန်တော်ကနည်းနည်းလေးကြီးကောင်းမြင်တတ်အောင်ထိုင်ကြည့်ပြလို့ဆိုတော့ကျွန်တော်ကြိုးစီးတော့မှာပေါ့เนาะ ကျူစီเนาะကျွန်တော်ရဲ့ကျူစီနီးတွေကတော့ဒီတိုင်းလေးပဲပေါ့ရောင်အီးလေးစီးမယ်ပေါ့ဗျာစေကိုထိုးအနောက်ကိုပြန်ဆွဲတခါဒီနေရာမှာပဲတခါပြန်ထိုးရတယ်လို့ဖြစ်တယ်လို့ကြိုကြည့်တဲ့ ရန်ဆွဲနေချရန်ဆွဲရန်ဆွဲဒီကကျွန်တော်တို့ကဒီနေရာကိုပောက်ထိုးတယ်နောက်ကိုပြန်ဆွဲဒီကွင်းလေးတဲကိုကျွန်တော်တို့ကချီကျိုးလေးပြတ်တယ်ဒီကျွန်တော်တို့ပြန်ဆွဲဟိုကနောက်ထပ်တကွင်းလေးပြန်ရရင်နည်းနည်းလေးပြန်ငချဒီကွင်းထဲကိုကြိတ်ကောက်လေးထိုးတယ်။ပြီးရင်ဒီမှာတမျောင်းကြော်ပြီးထိုး အနောက်ကိုပြန်ဆွဲဒီပြည့်ကျွန်တော်တို့ဒီမှာအင်းအင်းအဲဒီကားကျွန်တော်ကွင်းဆိုးကြမလို့ပြီကျွန်တော်ဒီမှာထိုးထဲကိုတခါလဲထိုးထဲလို့ရပြီပေါ့နော်ထိုးထဲအင်းကျွန်တော်တို့ဒီမှာ နောက်ကနေအစိကိုချိန်ကလေးတို့တော့ချိန်ကချိန်ကနေတော့ကျိုးလေးကိုအနောက်ပြန်ဆွဲကျိုးလေးပဲတောက်ဆောက်ရောင်အီလေးလှုပ်သွားလိုက်လို့ရှိရင်ကျွန်တော်တို့ဒါလေးရရှိပြီပေါ့နော် original ရဲ့တို့ချီနေရဲ့စင်တူယူမလေးကိုရရှိပြီပေါ့နော်ဒီလိုပါပဲဗျာကျွန်တော်လည်းမတက်တစ်ခေါက်နဲ့ လှုပ်ရှားကင်စားနေရတယ်ပေါ့ဗျာခါတိကြရလဲအလုတ်ကပင်ပန်းနဲ့ခက်ခဲတဲ့အရာတွေတွေးရတယ်ခါတိကြရလဲတတရရဆိုင်မအေးအစစ်စစ်ခါတိကြရလဲစီတင်ပေါ်လေးတွေကိုရှင်းပြီးလို့ရှိရင်ပူအိုက်ဆူလောင်ပူလောင်နောက်ပူစားပူအဲ့ဒါလေးမှာဝယ်ဆင်းလို့ရတဲ့ခါလဲစီတယ် အလုပ်ကတော့ကျွန်တော်တို့အတွက်မရှိဘူးလို့ပဲပြောရမှာပေါ့ဗျာနော်ဆိုရင်ကျွန်တော်တို့ဒီမှာကြိုးချီလာတာတော်တော်လေးတော့ခྱི་ပေါက်နေပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြိုးလေးချီပြီးလို့ရှိရင်ကျွန်တော်ဗန်းနဲ့လောင်းတဲ့အထည်ကိုကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးကိုပြုလုပ်လိုက်မယ်ဆိုရင်ဒီမှာကြိုးချီတာပြီးတဲ့နောက်တော့ရှိနေပြီပေါ့နော်အဲကျွန်တော်တို့အဆုတ်တန်းပြီးလို့ရှိရင် ဘာနဲ့ကော်လီလောင်းပြီးလို့ဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုဒီမှာရန်နာမယ်ပေါ့နော်ဒီမော်တာတစ်လုံးနဲ့ကိုဗီဒီယိုဖိုင်လေးအများကြီးရသွားပါပြီကြီးတဲ့လူလည်းကြီးနိုင်မှာပဲဗျာမသိတော့ပါဘူးခင်ဗျာနော်ကျွန်တော်တို့ဒီမှာကျုပ်ဆုပ်တတ်တော့မယ်ပေါ့နော်嗯。Mm. တာဆိုပြီးပြီပေါ့နော်ပြီးရင်ကျွန်တော်ဒီကားလေးကိုဝိုင်းအောင်နည်းနည်းလေးညှိလိုက်မယ် ဲ့ဆိုရင်ကျွန်တော်ရရှိပြီပေါ့နော်အဲဒီမှာနယ်ပါးပါးလေးဝိုင်းအောင်လုပ်ပြီးဒါအလယ်မှာကျတော့ကျွန်တော်တို့ကညစီရမလို့တော့ပေါ့နော်ဒါမှကျွန်တော်တို့ဝါချမ်းတတ်ထားတဲ့အတွက်ကျွန်တော်အဲဒါဆိုရင်ကျွန်တော်ဒီမှာဝိုင်းနဲ့လောင်းမယ်ပေါ့နော်ကဲလေးရတော့ဒီလောက်ပဲရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်မရိုက်ချချင်ဘူးပေါ့နော်ဒီမှာဟိုဟာဖြစ်သွားလို့ဆိုရင်အဖုံးမှာလည်းပဲအထဲမှာသူကအဝိုင်းနဲ့ဒီနေရာလေးတော့တော်လို့ရှိရင်ရပြီပေါ့အဖုတ်ကဒီလိုလေးနည်းနည်းခုံးနေတဲ့အတွက်တချို့ကွိုင်တွေကကြတော့ဒီအဖုတ်နဲ့ မလော့အောင်ဖြစ်တတ်တယ်ပေါ့နော်မလော့အောင်ဖြစ်တတ်တယ်ကဲဒါဆိုရင်ကျွန်တော်တို့ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဗန်းနေတုတ်တဲ့နေမှာပြောနေကြတိုင်းပဲကျွန်တော်ဒီ slot မြောင်းတဲ့လေးကိုပေါ့နော် wire ရဲ့မြောင်းထဲကိုကျွန်တော်အရင်ဆုံးဒီလိုလေးတုတ်ပေးတယ်ပေါ့နော်ဒီမှာစီးကြနေအောင်ပေါ့နော်ကျွန်တော်စီးကြနေအောင်ဖြည်းဖြည်းနဲ့တုတ်ယူသွားမယ်အဲ့ဒီပြင်းနဲ့တုတ်ယူသွားမယ်เนาะဒါမြောက်တဲ့ဟိုဝင်နေအောင်ပေါ့เนาะလောလောဆယ်မှာကျွန်တော်တို့ကကွိုင်းရဲ့အပေါ်ဘက်ကိုကျွန်တော်တို့ အတုပ်သေးပေါ့နော်ဒီမှာမြောက်ထဲကိုစီးကြနေမယ်ဝါယာတွေရဲ့အထဲကိုကျွန်တော်တို့ဆလော့မြောက်ထဲကိုဝင်အောင်ကျွန်တော်တို့ကလိုက်ပြီးတော့တုပ်ပါတယ်ဟိုဒါနည်းနည်းပါးပါးစီးကြတော့တဲ့ဟာကျွန်တော်တို့ကညာတတ်တယ်ပေါ့နော်ဒီဝါချမ်းဒီမှာလည်းတခါတယ်တတ်ထားတဲ့ဝါတွေမှာရောပေးအောင်ပေါ့နော်အပြည့်ရာနောက်ထပ်တစ်ကြော့ကျွန်တော်မြောက်ထဲကိုဝင်အောင်ဖတ်တုပ်တယ်ပေါ့နော်သူစီးနေပြီပေါ့ဒီချိန်မှာကျွန်တော်တို့အဲဝါယာထဲကသူစီးနေပြီအဲ့ဒါပြစ်စီလိုက်ပါခင်ဗျာနော် ဆလောင်းမြောင်းတဲ့ဝယ်မြများလေးတုတ်ထဲပေါ့နော်အဲဒီချိန်မှာစီးနေတဲ့ချိန်မှာမှကျွန်တော်တို့ကဒီချိန်မှာမှကျွန်တော်တို့ဒီမှာအပေါ်ကနေပြန်လိုက်ချတယ်ပေါ့နောက်ကြောတွေရောဒီအပေါ်ပိုင်းတွေရောအဲကော်လေးလိုက်တုံးမယ်အဲဒီချိန်မှာဒီအပေါ်မှာတုံးနေတဲ့ချိန်မှာဟိုအောက်မှာလည်းသူကတဖြည်းဖြည်းနဲ့စီးနေပြီပေါ့နော်ပြန်ပြီးတော့လှုပ်ချမယ်နောက်ကြောကော်လေးတွေတုံးမယ်အဲဝိုင်းလေးတွေအကုန်လုံးအပေါ်နှခမ်းလေးတွေကိုဝိုင်းရဲ့အပေါ်ပိုင်းလေးကိုလိုက်တုံးမယ်ပေါ့ နောက်ကျောလေးကိုထည့်မယ်။ဒီမှာချီနောက်ထားတဲ့ဒီကျွန်တော်တို့ချီမြင်ကျိုးတွေမှာလည်းပဲပေးအောင်ပေါ့နော်။ဒါမှလည်းပဲသူကမကျောတဲ့ကော်ချဝါလို့ရှိရင်မကျောတဲ့အနေထားကိုရရှိမယ်ပေါ့နော်။အဲတုတ်ထားလိုက်မယ်နော်။နိုင်တဲ့လောက်လေးကျွန်တော်တို့လိုက်ပြီးတော့တုတ်ထားမယ်။အဒီပြေးသွားလို့ရှိရင်ကျွန်တော်တို့ကဒီကောင်